အာဇင်နယ်အသင်းကနယူကာဆယ်အသင်းကိုနောက်ကျအနိုင်ကိုကြောင့်နှစ်ကိုးတကိုးနဲ့အနိုင်ရခဲ့ပြီးနောက်နီးပြအာဒီတာကသူတို့ဟာနောက်တစ်ဆင့်ကိုတတ်နိုင်တယ်ဆိုတာတက်တည်ပြသခဲ့တယ်လို့ပြောခဲ့ပါဗျ။ အာဒီတာကနောက်တစ်ဆင့်တက်ဖို့နဲ့အတိတ်မှာဖြစ်ခဲ့တဲ့အရာတွေကိုဘယ်လိုသင်ယူရမလဲဆိုတာကျွန်တော်တို့ဆွေးနွေးခဲ့ပါတယ်။အတင်းဟာဒီဘက်မှာထူးခြားတဲ့အရာတွေကိုလုံပြနိုင်ခဲ့ပါတယ်။ကျွန်တော်တို့ကအလွန်ခက်ခဲတဲ့ကွင်းမှာနှီးမျိုးစုံနဲ့ကစားပြီးတတ်မှတ်ထားတဲ့ပုံစံအတိုင်းအနိုင်ရယူနိုင်ခဲ့တာကိုပြသခဲ့ပါတယ်။ဘောလုံးဆိုတာစိတ်ကံစားမှုနဲ့ဖြတ်တန်းရတဲ့အရာဖြစ်ပြီးပွဲပြီးမှကျွန်တော်တို့ကလပတဲ့အရာတစ်ခုရခဲ့ပါတယ်လို့သတင်းတောက်တွေကိုပြောခဲ့တာပါ။ဒီဘက်မှာအာဆင်နယ်အတင်းဟာ ဘော်ဒီမာဒီရဲ့အတွင်းကိုလည်းနူကဆယ်တဲ့ဦးဆောင်ခြင်းကိုခံခဲ့ရပြီမယ်။လူစားဝင်လာတဲ့မယ်ရီနိုကပွဲချိန်84မိနစ်မှာအာဆင်နယ်အသင်းအတွက်ခြေပါကိုသွင်းယူပေးခဲ့ပါဗါဒ။အာဆင်နယ်အသင်းအတွက်အနိုင်ကိုကိုပွဲချိန်မိနစ်90ပြည့်ပြီးထပ်ဆောင်းအချိန်ပို6မိနစ်မှာဂါဘရီယယ်ကသွင်းယူခဲ့တာပါ။အာဆင်နယ်အသင်းဟာဒီပွဲစဉ်ရဲ့အစောပိုင်းမှာပယ်နယ်တီရနိုင်မဲ့အခွင့်အရေးကိုကိုယ်လက်တိုင်လူကြီးကညင်းပယ်ခဲ့တာကြောင့်နှင်နာခဲ့ရပြီမယ်။ ရောက်ကြအနိုင်ဖို့ကြောင့်နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာဒီနိုင်ပွဲကြောင့်ထိပ်ဆုံးနေရာမှာရပ်တည်နေတဲ့လေဘာဝုသင်းရဲ့နံပါတ်အကွာအစစ်နှစ်နေရာမှာရပ်တည်နေတာပါ။အာဆင်နယ်အသင်းကြီးပြအာဒီတာကယိုဂီရက်စီရဲ့ဖြတ်တုတ်ခံရမှုမှာသူတို့တေချာပေါက်ပန်နယ်ရရှိသင့်တယ်လို့ပြောခဲ့သလို တာဝန်ဆောင်မှစာခါကလည်းဆိုဗီယက်ချက်တွေကအသေးပေါ်အမြဲတမ်းဆန့်ကျင်နေပေမဲ့နောက်ဆုံးမှာထိုက်တန်တဲ့အရာကိုရခဲ့တယ်လို့ပြောရပါတယ်။ဒုက္ခဆဲတဲ့ဟာထပ်ဆောင်ချိန်ပေါ်မှာပြေးခဲ့ရတဲ့တွင်ကိုကြောင့်ဒီဟာဒီဒုတိယမြောက်ရှုံးဘက်ကျုံတွေ့ခဲ့ပြီးနောက်ဒီပြအဒီဟောင်းကသူတို့အကောင်းဆုံးမလုံနိုင်ခဲ့ဘူးလို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဂျာရဲ့ထဲမှာချန်ပီယံလိပွဲစဉ်တွေဖြစ်အာဆင်နယ်အသင်းကအိုလံပီယာကိုဒုက္ခဆဲအသင်းက Union SG အသင်းတို့နဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်။